ခုမပရင်ပေါက်ပြီဟင်အဲ့ဒီပရင်ပေါက်ကနေထွက်ရမယ်အဲ့လိုပြောပြီးတရေတွေကိုကြောက်ခွားလို့ပရင်ပေါက်ရှိရသွားတကုတ်ခုကိုတန်းနေမိသွားခဲ့ဟင်ငါဘာတန်းနေမိလိုက်တာလဲအောင်ကိုကြည့်လိုက်တော့တရေတယောက်ရဲ့လက်ကိုတန်းနေမိထားခဲ့တာပါအမလီဟိုကတော့ကတော့မမြင်လိုက်လို့ပါဗျဒါနေ့တော့ဘောလင်းဆက်သွားဖို့လို့တကုတ်ခုကိုတတိထားမိသွားခဲ့ပြီပြန်လှည့်လိုက်ချိန်မှာတော့ တရေကမျက်လုံးပွင့်နေခဲ့တာပါ။ဟင်။အိမ်တိန်ရဲ့အေကန်းရှိမှာတော့ပကက်တစ်ခုကလွှဲနေခဲ့ပြီးပကက်ထဲမှာကလေးတစ်ယောက်ကအိပ်ပျော်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲလေပြင်းတွေတိုက်လာခဲ့ပြီးတော့အနားမှာရှိနေတဲ့ပရင်းပေါက်ကရုတ်တရက်ဆိုသလိုပွင့်သွားခဲ့တာပါ။အိမ်နောက်တော့လေတိုးတဲ့အကျဉ်းကြီးကထွက်ပေါ်လာခဲ့ပြီး ခလေးလေးလက်နူသွားခဲ့ရော်ရီဇူဝါစွာအဝေးနေတဲ့ခလေးငိုတန်ကြတော့အမေဖြစ်သူလေးပကန့်နာကိုပြေးလာခဲ့ပြီးခလေးကိုကောက်ချလိုက်တယ်။ဒါလေးရေအိုးတိတ်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 ပါကွယ်တိတ်ပါတိတ်ပါ။ဒါနဲ့ตาဖြစ်သူလေးသူ့အမေကောက်ချလိုက်ခါမှအဆက်မပြတ်အုံမူနေရော်ရီ။အိုးကွယ်တိတ်ပါတိတ်ပါဟုတ်တယ်အမေသားလေးကိုတယောက်တည်းပြစ်ထားမိတာခွလို့ပါကွယ်နော်။ အမေသားလေးလန့်သွားရှာတယ်။တိတ်နော်တိတ်တိတ်။အမေဖြစ်သူအတင်းကြောက်ကမှခလေးလေးအငိုတိတ်သွားခဲ့တော့တယ်။တပတ်မှာတော့တုပ်ကိုကဂရင်မော်မှာခြေလေးချိန်ပြီးကတ်တုံးဆောင်ကိုဖတ်နေခဲ့တာပါ။အိုးရေရောက်ကမာမှာနေတိုင်းနေတရေများဆိုပဲ။တရေเจ้าပါတာမဖတ်ပါဘူးဆို။ဒီပိုးထူတော်လေးငောက်ဂျင်းထည့်လိုက်ပြန်ပြီ။ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းနေတယ်ဟာ။နည်းနည်းတော့ဖတ်ကြည့်လိုက်အောင်။ အဲ့လိုပြောပြီးစက်ဖက်နေတော့ပရင်းမောက်ကနေလေပြင်းနေတိုက်လာခဲ့တော်တယ်။အမလေးကြက်သိမ်းမွေးညင်းတော်ထသွားတယ်။လေကကြမ်းကြက်ပဲ။ဒါနဲ့တော့ပေါ်လေပရင်းမောက်ကိုထပိတ်ဖို့လို့ဘူးဝေါဝါနဲ့အော်ဟိမြင်းကြီးနေတဲ့လေတိုးတန်ကြီးချောင်းတော့ပေါ်လေကရင်မုံခုန်တက်ပြီးခေါင်းမိကြုံထားလိုက်တယ်။အမလေးတတရေတရေအော်တယ်လားမသိဘူး။ကြောက်တယ်။တားကြောက်တယ်။အဲ့ဒီအချိန်မှပဲ ရေတုံးတန်နေတူအခန်းထဲကိုဝင်လာတဲ့ခြေတံကူပါကြားလိုက်ရတာဆိုတော့တုပ်ပေါ်လေးနားကိုလက်နဲ့ပိတ်လို့ရှိနေကြတော်တယ်။တန်ပုတ်ဒီအထဝီသစ္စာဒေါနာသစ္စာတာတကီခလာရလို့မပြီးခင်သူ့ဆောင်ကိုဆွဲလန်းတာခံလိုက်ရတာဆိုတော့တုပ်ပေါ်လေးအကောင်ချစ်ပြီးအတန်ဇူးကြီးနဲ့អော်တော်တယ်။ဟာတာကိုဘာမှမလုပ်ပါနဲ့။တာကြောက်ပါလေဗျ။ကြောက်ပါလေ။ဒေါ်တင်နဲ့လည်း အလန့်တကြားဖြစ်နေတဲ့သားကြောင့်လန့်သွားခဲ့တယ်။ဟဲ့သားလန့်လိုက်တော့ကွယ်ဘာဖြစ်နေရလဲ။ဒေါ်တင်ရဲ့အတန်ကြာမှ မျက်လုံးပိတ်အော်နေတဲ့တုပ်ပေါ်လေးမျက်လုံးဖွင့်ကြည့်လိုက်တော့တယ်။ဟမ်အမေပဲ။ဟာဒါနဲ့တုပ်ပေါ်လေးချက်ချင်းဆိုသလိုအမေဖြစ်သူရဲ့ကြောပေါ်မှာကြောပို့လိုက်တာပါ။ဟဲ့ဟဲ့သားဘာလုပ်တာလဲဝေကြီးကလေးရတဲ့ဆင်းလဲဟမ်ဆင်းဆင်းသားကြောက်တယ်ဒီညအမေနဲ့တူအိမ်မှာ ဟုတ်တော့ဒီကလေးနေတော့လေကို့အိမ်မဲကိုကြောက်စရာမရှိကြောက်နေပြန်ပြီဒါနဲ့ဒေါ်တင်နဲ့လည်းအခန်းထဲကထွက်သွားတော့တုပ်ပေါ်လေးကျုပ်ကိုရင်းကနေပါသွားခဲ့တော့တယ်နောက်နေ့မနေ့ရောက်တော့တုပ်ပေါ်လေးအရှိယာကွက်ပြက်မှာစပလုံးနေထိုင်ရင်းနေရင်အိမ်ငိုက်နေခဲ့တာပါဟာမင်းညာကောင်းကောင်းအိတ်မပြောတော့အိတ်ချင်လိုက်တာဟာ အဲ့ဒီအချိန်မှာပဲတိုင်ယုံငပိန်ကဒုံနေချောင်းနဲ့တိုင်ခွဲပြရင်သူ့နောင်လာနေခဲ့တယ်။ဒါနဲ့အမတ်မတီမင်းငပိန်ကများတဲ့ဒုက္ခလက်တရနဲ့ချော်သွားခဲ့ပြီးတော်ဘောကောင်ထိမှန်သွားခဲ့တယ်။အောက်မလိဗျ။ဟိတ်ငါကောင်ဘသူလှုပ်လိုက်တာလဲ။ဒါနဲ့ငပိန်ကအဇက်ကိုလည်းနဲ့အုပ်လိုက်ပြီးခိုးရည်လိုက်တယ်။ဟိဟိငါလှုပ်လိုက်တာ။ sorry sorry ။လုံလုံးအောင်လှုပ်ပြီးဘာ sorry လဲ။ အဲ့လိုပြောပြီးတုပ်ဘွားကနားမကျနေတဲ့ဒုက္ခကောင်းလို့ငပိန့်ကိုလမ်းရိုက်တော့ငပိန့်နဲ့ပပင်းနေခေရော်လေမပြေးနိုင်ငပိန့်မင်းမပြေးနိုင်လားဟာဒုတ်ကြီးနဲ့ရှိုက်နေမှာတော့ပြေးရမှာပေါ့ဟာအဲ့ဒီအချိန်မှာပဲသူတို့နာကိုဖိုတူနဲ့မိဝိုင်းကရောက်လာခဲ့တာပါဟဲ့ဟဲ့ညလုံးနေအောင်ဘာဖြစ်နေကြရလဲဒုတ်တွေနဲ့ခိုင်းမိကုန်လိမ့်မယ်နော်ဟုတ်သားပဲခလေးလဲမဟုတ်တော့အငင်နေကြစမ်းပါဟာပူဝပူတာနေဟာ ဒါနဲ့တော့ပေါ်လေငပိတ်အောင်လမ်းရိုက်တာရက်လိုက်တယ်။ငါငပိတ်အောင်ဒီတိုင်းလမ်းရိုက်တယ်လို့ထင်နေရလားဒီမှာကြည့်။အဲ့လိုပြောပြီးသူ့ကောင်းဘူးတာနေရောင်ပြလိုက်တယ်။ဟေးအာလုံးကိုဒီအကြီးထားနေရပဲဘလို့ဖြစ်တာ။အဲ့ငါပိတ်လေဒင်းလုံတာ။မတော်လို့ဖြစ်တာကတော့ပေါ်ရဲ့ sorry ပါကွာ။နောက်တော့လေယောက်သားအိမ်မောင်တက်လာကြပြီးမိဝိုင်းက တုံပေါ်ဘူးထသွားတဲ့နေရာကိုဆင်းလူပေးနေခဲ့တော်တယ်။အာအာနားရဲမြို့ဝင်ဖြစ်ဖြစ်လို့ပါ။ငါလေးတာတာလေးလှုပ်ပေးနေရပဲတုံပေါ်ရဲ့။ဒီတုံပေါ်လေဘူးထတာနင်းနေ။ over day နေတာမြတ်မြတ်ရင်။အောင်မဒါမင်းကြောင့်ဖြစ်ရတာနော်။အေးဒါမို့လေတောင်းမှန်ပေးပြီလေ။ဟမ်။တောင်းမှန်ရုံနဲ့ပြီးမလားဟ။ဒါဆိုမင်းရမလို့ဖြစ်ကျင်တာလေ။ကဲကဲဒါနဲ့မပြီးတော့ဘူး။အချင်းချင်းနေပဲဟာပြပြလဲလဲနေကြတာမဟုတ်ဘူး။ အေးလီဟုတ်သားပဲငါပြောစရာရှိသေးတယ်ဟာမင်းညာလေတို့ရနောက်ကနေလီတိုးတန်လူလူဘာတန်လူလူနဲ့ဟိုအတန်ဆိုးကြီးကြားမိကြတယ်မဟုတ်လားတိတ်ကြားတာပေါ့ကွာအဲ့ဒီအတန်ကြောင့်လေငါတေချာအိတ်မပြောတာဟာဟေးအဲ့ဒီအတန်ဘာကြောင့်တို့ရဒီရောက်လာနေဆိုတာသွားစုံစမ်းမလို့အဲ့ဒါမင်းတို့ရောလိုက်ကြမှာလားဖိုတူအဲ့လိုပြောနေတော့သူ့ဖုန်ကထမြင်လာခဲ့တယ်ဟယ်လိုကိုချက်ကြီးအေးမင်းတို့ကမှမလား ျုပ်အိမ်ကိုခဏလောက်လာခဲ့စမ်းပါဟဟုတ်ကဲ့ကိုချက်ကြီးချက်ကြီးလင်းသူပြောချင်တာပြောပြီးတော့ဖုန်းချသွားခဲ့တော့တယ်ဖို့သူကိုချက်ကြီးကဘာရဲ့လဲသူ့အိမ်ကိုလာခဲ့ကြဘူးပြောတော့တာဟဟင်ဟုတ်လားဒါဆိုလဲသွားကြတာပေါ့ဒီလိုနဲ့သူတို့အခွဲသားလေးဟောစရာချက်ကြီးအိမ်ကိုရောက်လာခဲ့ကြတယ် လေးယောက်သွားထိုင်နိုင်ခြင်းမှာချက်ကြီးကထားရပြီးတော့ဖိုးထုတို့ခဏလေးနော်ကျောင်းနောက်ဝေ့သွားလိုက်အောင်အဲ့လိုပြောပြီးကိုချက်ကြီးကဘိုက်ကိုခြင်လို့မြင်မြန်ထွက်သွားခဲ့တော်လေးကိုချက်ကြီးကဘာဖြစ်တာလဲဟိုဝမ်းရှုံးနေရများလားအဲ့နော်ဟိုတခုခုဖြစ်နေသလိုပဲဒီလိုနဲ့ခဏကြာမှချက်ကြီးကဘိုက်ခြင်ပြီးပြန်ရောက်လာခဲ့တယ်မင်းတို့စောင့်နေရတာကြားသွားပါလားဟိုရောက်လာပြီဗျဒါနဲ့ကိုချက်ကြီးကဘာဖြစ်နေရလဲ ကျုပ်ဝမ်းလျှော့နေရဟာဗျာစေးမတောက်ဘူးလားစေးလင်းတောက်တာပြီဒါအောင်မတက်သွားသေးရဒါနဲ့လေဟိုကျုပ်ပြောချက်ရှိရမြန်မြန်လေးပြောလိုက်မယ်ဟုတ်ဟုတ်ကိုချက်ကြီးမင်းညားကကျုပ်တို့ရွာနောက်ကလာတဲ့တန်ကိုမင်းတို့ကြားကြတယ်မဟုတ်လားအဲ့ဒီတန်လေတရေတွေဖန်တီးထားတဲ့မော်ဘင်းလေးစီကလာတာကွာဗျာအပင်လေးစီရလားဟုတ်တယ်ဟာဒါရိုးရိုးပင်နေမဟုတ်လို့မော်ဆန်းနေကောင်တော့ခြေမုန်းပြဖို့လို့တယ်ဒါကြောင့်လေမင်းတို့လေးတွေကအဲ့ဒီပြဿနာကို တွားပြီးတော့ဖြည့်ရှင်းပေးပါအောင်အဲ့လိုပြောပြီးချက်ကြီးကချက်ချင်းထိုင်ရလို့ဘိုက်ကင်လိုပြေးသွားခဲ့ပြန်တယ်ကိုချက်ကြီးကဒီတကတော့ဟိုစကားတော်မှပြောမသားနိုင်တော့ဘူးပဲဟုတ်ပါတို့ကိုချက်ကြီးတော့ဘာရင်းများအစားမထားတယ်မသိဘူးဒါနဲ့ချက်ကြီးလည်းဘိုက်ကင်ကြီးပြန်ရောက်လာခဲ့တယ်အာမလီငါပိုက်ငါပိုက်ဟာကိုချက်ကြီးအစင်ပြေးရလားယင်ပြေးပါလေအော်ဒါနဲ့စောနာဆက်ဆက်ပြောမယ် တရေတွေဗန်တီးထားတယ်မော်စွမ်းရှိရဲ့အပင်ကိုချိန်မုံးပြစ်ဖို့ဆိုရင်ဒီပစ္စည်းကိုအသုံးပြုမှရမှာအဲ့လိုပြောပြီးမော်စရာချက်ကြီးကအန်စွမ်းရနီပလေတစ်ခုကိုထုတ်ပြီးပေးလိုက်တယ်။ရော့ဒီပလေကိုယူသွားအရေးကြုံလာရင်ဒီပလေကိုမှော့ပြီးတော့အသုံးပြုပါ။ဟုတ်ကဲ့ပါကိုချက်ကြီးဒီတကကျုပ်မလိုက်နိုင်လို့ကောင်းကောင်းသွားကြကွာပြီးတော့ဂယူးဆိုင်ကြ။ကျွန်တော်တို့တေချာဖြည့်ရှင်းခဲ့ပါမယ်စိတ်ကြပါဗျ။ကိုချက်ကြီးလည်းစေးတော့တာမတက်တော့ရင်ဆံမလေးစီကိုသွားလိုက်ပါ။ဒါနဲ့ ချက်ကြီးလဲလက်ကပြလို့သူတို့နာနေထပြေးသွားခဲ့တော့ပိုသူတို့လည်းချက်ကြီးရင်ကနေထွက်လာခဲ့ကြ යි မော်စီယာချက်ကြီးရင်ကနေပြန်လာပြီးနောက်တော့ပိုသူတို့လေးယောက်သာလူဝက်တာရီရှူပြီးတော်ရဲကိုချက်ကြီးမဲ့ခင်းနှင်လာခဲ့ကြ යි ဟဲ့မလေးခိုနာအပေအောင်မှာခဏလောက်နားရအောင်ဟာငါမောနေအမလီတော့ပေါ်ရင်ခုမလေးရွာတက်ကတော်ရင်မှာပဲရှိပါသေးတယ်ဟဲ့ မရတော့ဘူးဟာငါတော်တော်လေးကိုပြိုင်နေပြီအဲလီအဲ့လိုဆိုလဲခဏနားတာပေါ့ဒါနဲ့တို့လေးယောက်သာအပင်အမငွေတိုင်လိုက်ကြတယ်ဖို့တို့ရေးပါရင်မဟုတ်လားနည်းနည်းတော့တိုက်ပါလားတောက်လေးရော့အဲ့လိုပြောပြီးပေါ်တူဟာအိဒီယာနဲ့ရေးဘူးထုတ်လိုက်တော့ပလီပါထွက်ကြလာခဲ့အဲ့ဒါကိုသူ့ဘောဟာကောက်ယူလိုက်ပြီးအသေးစိတ်ကြည့်နေခဲ့တာပါဝါဒီပလီကရှယ်မိုက်ပါလား ဟမ်ဒါနဲ့ရင်ကိုတငုံမီးတကုံတောက်နေရဲ့ငပင်ဟာဟဲ့အောင်မပုတ်တေချာလဲကန်အောင်နော်မင်းအားနဲ့ချိုးမိလို့ပလူကျိုးနေဦးမယ်အောင်မာဒီငပင်တော့ဒလောက်မှကြီးကိုကျိုးစရာလားဟာအဲ့လိုပြောပြီးတော်ဘောကပလူနဲ့ငပင်ကိုကောက်ရလိုက်တော့ငပင်ကဘာမှမဖြစ်ပဲပလူရကျိုးသွားခဲ့တော့တယ်ဟေးပလူကျိုးသွားပြီဘလို့လောက်ကြမှာလဲငပင်မင်းသားတန်နဲ့လှုပ်ထားတာဘာလို့ဒလောက်တော့မာနေရလဲ ဲ့ဒါထားအောင်ကကိုချက်ကြီးပြေးလိုက်တဲ့ပလူကျိုးသွားပြီဘလို့လို့မလဲဖိုးသူဘလို့လို့မလဲဟာသူတို့တောင်ရောင်ရဲ့ဖြစ်ပျက်ကိုကြည့်ရင်ဖိုးသူလည်းတားဟန်းနေရီရောနေအရန်လည်းစစ်မကူပါနဲ့ပလူရလီအကောင်းတိုင်းရှိသေးတယ်ဟာအဲ့လိုပြောပြီးဖိုးသူကသူ့လက်ရည်ထဲကနေပလူတစ်ချောင်းထုတ်ပြလိုက်သည်ကိုချက်ကြီးပြေးလိုက်တဲ့ပလူရဒီမှာဟာဟမ်ဒါဆိုကျိုးသွားရင်ပလူရဘသူဟာနေ ာငါဟာငါကိုယ်တိုင်လှုပ်တာလားဟာငါတီဖို့ထူတော့ငါတကယ်ကိုလန့်သွားတာပဲအေးလေဒီကောင်ဖို့ထူတော့တတိယနဲ့ဟန်ဆောင်နေရသူတို့တယောက်တကုံပြောနေကြတော့တရက်တွေလွင့်ပြီးတော့နေပြင်းနေတိုက်လာခဲ့တယ်ဖျောက်နေတယောက်နဲ့တယောက်တေးကြကင်နာကြကွာနေပြင်းနေတိုက်နေတယ်ဖို့ထူပြောလို့မဆုံးလိုက်ခင်တုပ်ပေါ်ကနေပြင်းနေတူအဝေးကိုနှင့်သွားခဲ့တော့တယ်အာကေကြပါဦးကေကြပါဦးဟေ့ တုံပေါ်လွင့်သွားပြီလောက်ကြအောင်ဟာတုံပေါ်လေးလေပြင်းနဲ့အတူပါလာခဲ့ပြီးတော့အဆောင်ရှိကိုပြုတ်ကျလာခဲ့အောင်မလေးတေးပါပြီဗျာဒါနဲ့တုံပေါ်လေးပဝန်းကျင်ကိုတေးချာကြည့်မိလိုက်ချင်းရှေ့မှာရှိနေတဲ့အဆောင်ကြီးကိုမြင်ပြီးအံအသင့်နေခဲ့တာပါဟင်ဒီအဆောင်ကြီးကဘာလို့တော်ရဲမှာရှိနေရလဲအဲ့လိုပြောပြီးတုံပေါ်လေးအဆောင်နာကိုတိုးကက်သွားခဲ့တယ် အထဲမှာလူရှိလားမသိဘူးအိရှင်တို့ပြောအိရှင်တို့อืมပြန်လဲထူးမလာအောင်ဆိုတော့မရှိကြအောင်နဲ့တူတယ်ဟာဒါနဲ့တုပ်ပေါ်လဲတကောင်းကိုလက်နဲ့တွန်းလိုက်ခြင်းကြွေကနေအတန်မြည်ပြီး တကောင်းမှာခြင်းလဲပွင့်သွားခဲ့တော်ဒီဟာပွင့်သွားပြီပွင့်သွားပြီတုပ်ပေါ်လဲအဆောင်နေကို ဝင်သွားခဲ့တော်ဒီအဆောင်နေကိုအရောက်မှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တုပ်ပေါ်လေးထိတ်လန့်သွားခဲ့တယ်။အကြောင်းကတော့တရေရီများကြီးကနေရာနဲ့မှအိပ်ပျော်နေရကြောင်းမှအောက်မလီတဲတရေတရေရီအားကြီးပါလား။ဒါနဲ့တုပ်ပေါ်လေးအပြင်ပြန်ထွက်ဖို့လို့တကားမကြီးကဂျိန်းကနေတံမြီးပြီးပိတ်သွားခဲ့ရော်ရီ။အောက်မလီကဲကြပါဦး။ငါဘလို့ပြန်ထွက်ရမှာလေ။ဟမ်တုပ်ပေါ်လေးကြောက်ကြောက်လန့်လန့်နဲ့ရှိနေတော့ဖရင်းဖောက်ကိုတွေ့သွားခဲ့တယ်။ ခုမပရင်ပေါက်ပြီဟင်အဲ့ဒီပရင်ပေါက်ကနေထွက်ရမယ်အဲ့လိုပြောပြီးတရေတွေကိုကြောက်ခွားလို့ပရင်ပေါက်ရှိရသွားတကုတ်ခုကိုတန်နေမိသွားခဲ့တယ်ဟင်ငါဘာတန်နေမိလိုက်တာလဲအောင်ငုတ်ကြည့်လိုက်တော့တရေတယောက်ရဲ့လက်ကိုတန်နေမိထားခဲ့တာပါအမလီဟိုကတော့ကတော့မမြင်လိုက်လို့ပါဗျဒါနဲ့တော့ဘောလင်းဆက်သွားဖို့လို့တကုတ်ခုကိုသတိထားမိသွားခဲ့ပြီပြန်လှည့်လိုက်ချိန်မှာတော့ တရေကမျက်လုံးပွင့်နေခဲ့တာပါ။ဟဲ့တူပေါ်လေကြက်ချင်းဆိုသလိုတရေကိုထိုင်ကြတော့ပါလေ။ဟာ။ဒါတာတောင်းမှန်ပါလေဗျာ။အတမမြင်လိုက်လို့ပါတာတောင်းမှန်ပါလေ။သူတေချာတောင်းမှန်နေပြီမေ။တပတ်ကဘာမှတုံ့ပြန်မလာတာဆိုတော့တူပေါ်လေတရေရဲ့မျက်လုံးရှိမှလက်နဲ့ပညာရမ်းကြည့်လိုက်တယ်။ဟမ်။ဒီတရေကမျက်လုံးပွင့်ရနေအိတ်တာလား။တော်တော်ထူးဆန်းနေတရေပါလား။အဲ့လိုပြောပြီး တုတ်ဘောနဲ့တရေရဲ့လက်ကိုယူလို့မျိုးလုံးမော်တင်လိုက်ပြီးလှည့်ထွက်ဖို့အလုပ်တရေလဲနိုးသွားခဲ့ဟျံမင်းဘာတူလဲဗျာတာတာလာတုတ်ဘောပါရအဲ့လိုပြောပြီးတုတ်ဘောနဲ့တုံတုံရည်နဲ့ရှိနေခဲ့တော့တယ်တပတ်မှာတော့ဖိုးတူလို့ကရေနဲ့တူပေါင်းထားတဲ့တုတ်ဘောနောက်ကိုလိုက်လာရင်အဆောင်ရှိကိုရောက်လာခဲ့တာပါဟေးဟိုမှာအဆောင်တခုပဲဘလို့ဖြစ်ပြီဒီလိုနေရာမှာ အဆောင်မှာရှိနေရတယ်။အေးနော်ဦးတော်ဘောအဲ့ဒီတဲမှာရှိနေနိုင်တာဆိုတော့တော့ကြည့်ကြတာပေါ့။အဲ့လိုပြောပြီး အဆောင်နဲ့ဝင်ဖို့လို့အပင်တမင်းကသူတို့ရှိမှပိတ်ရက်လိုက်တယ်။မင်းတို့ဒီအဆောင်နဲ့ဝင်ချင်ငါ့ကိုကြော်သွား။ကြော်ဆိုလဲကြော်ရတာပေါ့။အဲ့လိုပြောပြီးငပင်ကတိုင်းခွက်ထောက်တော်လို့အပင်နဲ့နှစ်ယောက်သာချနေခဲ့ကြတယ်။ချနေရင်မှပဲငပင်ကနှကမ်းမွေးတွေထွက်လာခဲ့တော်တယ်။ ငါမှချက်ချင်းနှက်ခေါင်းမွေးထွက်လာတယ်ဘလို့ဖြစ်တာလဲအဲ့ဒါကိုမြေဝိုင်းကမြင်သွားခဲ့ပြီးတော့ထရည်တော်တယ်ဟုတ်သူအငါဘယ်ကိုကြည့်စမ်းပါဝဲနှက်ခေါင်းမွေးထွက်လာတယ်ဟာဟုတ်သားပဲငါဘယ်မင်းဆက်ပြီးတော့တိုက်မချနိုင်တော့ဒီမော်ဘေးကအန်နေများတယ်ရှစ်ဆက်ပြီးဘာဖြစ်မလဲဆိုတော့မသိနိုင်အဲ့လိုပြောပြီးဖိုတူလည်းမော်စီယာချက်ကြည့်ပေးခဲ့တဲ့ပလူကိုမှုန့်လိုက်ချိန်မှာမော်စွမ်းနေပြေးသွားခဲ့ပြီးငြိမ်သက်သွားခဲ့တယ် ဒါနဲ့ငပိတ်မျက်နှာလေးပုံမှန်အတိုင်းပြန်ပြစ်သွားခဲ့တာပါ။ငါနှကမ်းဝင်လေပျောက်သွားပြီ။တော်သေးတာပေါ့။ဟဲ့နင်တို့နဲ့အပင်းရနင်တို့ဘက်ကိုလဲကြနေရဟ။ဒါနဲ့ပိုတူနိုင်ငပိတ်လည်းထွက်ပြေးဖို့လို့ငပိတ်ရလုသွားခဲ့ပြီးပိုတူကိုအပင်ပြိမိသွားခဲ့တယ်။အောက်မလေးတေးပါပြီဗျာ။ဟာပိုတူကိုပင်းပြိသွားပြီ။လောက်ကြအောင်။မေဝိုင်းနဲ့ငပိန်နဲ့အပင်ကြီးကိုအားနဲ့တွန်းဖိပြီးဖိုးတူကိုထုတ်ပေးလိုက်တယ် ပူတူနေစင်ပြေးလာတော်သေးလို့ပေါ့ဟာခါပဲနေနေနားသွားတယ်ဟာဟာသူအဲ့လိုပြောနေတော့အဆောင်အုံနေကနေတော်ဘောရဲ့အော်တန်ကိုကြားလိုက်ရတယ်အာကဲကြအောင်ဟမ်ဒါတော်ဘောတန်မဟုတ်လားပူတူတို့လည်းတကားမောက်ကိုမြ мян တုံးခွဲလိုက်ကြတယ်နောက်တော့ပို့ထူတို့လည်း တရဲတွေတန်းစီပြီးရှိနေတဲ့အဆောင်တွေကိုရောက်လာခဲ့ကြတယ်။တရဲတကောင်ရင်ပြီးမှတော့တို့ဘောကကျိုးတွေကြီးကန်ထားရပြီးတော့ရှိနေခဲ့တာပါ။ဖိုးထူးကလာရင်ငေါ့လာခဲ့ကြတာလား။ဒါဘောကမင်းအစီပြေးလား။မင်းတို့ရောက်လာပြီဆိုတော့ပြေးပါလေ။ဒါနဲ့တို့ဘောနားမှာရှိနေတဲ့တရဲကထားယူရော်တယ်။ဟာဟာမင်းတို့တကယ်ချင်းကိုဒီတိုင်းကယ်လို့ရမယ်မထင်နဲ့။ဖျက်အောင်ဒီလူသားကလေးတွေကိုတတ်ခတ်လိုက်ကွာ။ဒီလိုနဲ့ ရက်နေရဲ့တရေတွေလေးဖိုးသူတို့တိုက်ခိုက်ဖို့ပြေးလာတော့ဖိုးသူတို့သုံးယောက်သားချက်ချင်းဆိုတယ်လို့တရေတွေနဲ့တိုက်ခိုက်ကြရတယ်။ဒီဝိုင်းကတော့တရေတယောက်ရဲ့ကိုယ်ပေါ်ကိုခုန်တက်ပြီးတရေရဲ့စင်လေးတွေကိုဆွဲနေကြတာပါ။ငပင်းကတရေတယောက်နဲ့တိုက်ခိုက်နေနေနေမြွိုင်းတရေကစမင်မရှိဘူးလေ။အော်အေးဟုတ်တာပဲ။ဒါနဲ့မြွိုင်းလေးတရေကတော့ကိုတပြန်းပြန်းနဲ့ရိုက်နေကြတော့တယ်။တော်ပေါ်ကတော့ ကတိငယ်ချင်းနေနဲ့တရင်နဲ့တိုက်ခိုက်တာချင်းတာဟာနဲ့ရည်နေခဲ့တာပါဟာဒီမိဝိုင်းမှာတော့ကွာလုံးလိုက်တလွဲကြီးပဲဖိုးတို့တို့တော့ရတာတရင်တွေနဲ့တိုက်ခိုက်ပြီးနောက်တော့တရင်တွေလည်းနေကြသွားခဲ့တော့တယ်ဟာငါတပည့်တွေတော်တော်တော့မကြပါလားဒီကောင်နေကွာသူအဲ့လိုပြောနေတော့ငပိန်ရပြေးပြီးခုန်ကန်လိုက်တော့တော်ဘောနာမှာရှိနေတဲ့တရင်နဲ့မိလေကြသွားခဲ့တယ်ဝါး ထုံးငပိတော်လိုက်တာနောက်တော့တုပ်ပေါ်ကိုကျိုးဖြည့်ပြီးပြီးသူတို့လေးယောက်သားအပြင်ကိုထွက်လာခဲ့ကြတယ်အဲ့ဒါဘာလဲငပိလက်ညှိုးထိုးတာကြည့်လိုက်တော့တရေတွေဖန်တီထားတဲ့မော်ဘီနေအများကြီးရောက်နေကြတာပါအဲ့ဒါမော်ဘီနေပဲဟာပြင်းဟေးပြင်းပြင်းဒီလိုနဲ့သူတို့ဖွဲ့သားရင်းလေးအဲ့နေရာထွက်ပြေးကြတယ်ဟာဟဲ့အောင်ဖို့တို့ဘာလို့ဖတ်ပြရလဲမင်းမပလိပါရဲ့လေ အော်အေးဟုတ်သားပြီဒါနဲ့ဖိုတူနဲ့ပလီကိုမှုန့်လိုက်ချိန်မှာသူတို့စီလာနေရဲ့မှော်ပြနေလေမှော်စွမ်းနေပြေးပြီးတော့လဲကြကုန်တော့နေဝါမိုက်တယ်မိုက်တယ်ကဲတို့ရမှာကြုံနေရတဲ့ပြဿနာကိုအဆုံးထိဖြေရှင်းပြီးပြီဆိုတော့တို့လည်းပြန်ကြတာပေါ့ဒါနဲ့သူတို့လေးယောက်သာအောင်းမွေးခံရင်အဲ့နေရာကနေထွက်လာခဲ့ကြတယ်